အာရှဘလားချိန်စပွဲစဉ်မှာစီးရီးယားအသင်းကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာအုပ်စုပြုတ်ပြီးတော့နောက်တစ်ခါတဖန်ပြန်လဲကူအောင်သွားတဲ့အာရှကြားကြီးတို့အနေနဲ့ဂျပန်နေစာမူရိုင်းတွေရဲ့စိတ်တက်တွေကိုအထုယူပြီးတော့ဘလို့ပြန်လဲနိုးထလာမလဲဆိုတဲ့အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။အာရှတိုက်ရဲ့စူးစိမှုအကောင်းတဲ့အသင်းတင်းဝော့အကောင်းဆုံးအသင်းကိုပြောပါဆိုရင်ဂျပန်အသင်းကိုပြောမှာဖြစ်ပါတယ်။စာမူရိုင်းတွေကပြီးခဲ့တဲ့ကွာဖလာမှာဥရောပအင်အားကြီးနှစ်သင်းဖြစ်တဲ့ဂျာမနီနဲ့စပိန်ကိုအနိုင်ယူခဲ့ပြီးတော့ရှုံးထွက်အဆင့်ကိုရောက်ရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ခရိုရှားကိုမရှင်းနိုင်ပဲနဲ့ရှုံးထွက်အဆင့်နဲ့ကျင်းပခဲ့ရပါတယ်။ဒါပေမဲ့ခြေစမ်းပွဲစဉ်တွေမှာနာမည်ကြီးဂျာမနီ၊စပိန်၊ကနေဒါ၊ထိုရကီတို့ကိုအနိုင်ယူနိုင်ခဲ့သလို2026ကွာဖလာခြေစပွဲကိုအဆောဆုံးအောင်မြင်ခဲ့တဲ့အသင်းတွေထဲမှာဂျပန်ကပါဝင်ခဲ့ပါတယ်။ပုံစံကောင်းတွေကို ပြသနေခဲ့တဲ့ဆာမူရိုင်းတို့ကဘရာဇီးကိုနောက်ကလိုက်ကစားပြီးတော့ဆာမူရိုင်းစိတ်တက်ကိုပြသလိုက်ပြန်ပါတယ်။ဒီနိုင်ပွဲကဂျပန်တို့တမိုင်းတစ်လျှောက်ဘရာဇီးကိုပထမဆုံးအနိုင်ရခဲ့တဲ့မှတ်တမ်းပဲဖြစ်ပါတယ်။ ဂျပန်နဲ့ဘရာဇီးပွဲပထမပိုင်းအပြီးမှာတော့တူချိုကွင်းကြီးတစ်ခုလုံးတိတ်ဆိတ်နေခဲ့ပါတယ်။ကမ္ဘာဘောလုံးစက်ခုံရဲ့ဘီယင်တဆူဖြစ်တဲ့ဘရာဇီးအသင်းကအင်းရှင်ဂျပန်ကို2-6မရှိဆိုတဲ့ရလဒ်နဲ့အပြတ်သက်ဥဆောင်နေခဲ့တဲ့အချိန်မှာပွဲကဒီအတိုင်းပဲပြီးသွားတော့မယ်လို့အားလုံးကထင်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ဆာမူရိုင်းတို့ရဲ့မဆုံးမနစ်ကြိုးစားတဲ့စိတ်ဓာတ်ကဘရာဇီးတို့ရဲ့ဆန်ပါအကကိုရတန့်စေခဲ့ပြီးတော့ဘောလုံးသမိုင်းရဲ့အမှတ်ပြရစရာအကောင်းဆုံးကမ်ဘတ်ဇလန်တစ်ပုဒ်ကိုရေးထိုးသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးမှာဘရာဇီးတို့ရဲ့လှပတဲ့တိုက်စစ်ကဂျပန်ခံစစ်ကိုအလွယ်တကူထုတ်ဖောက်ပြီးတော့မာတင်နယ်လီတို့ရဲ့တင်ကိုးတွေနဲ့ဥဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းစာနဲ့ပွဲကတမျိုးပြောင်းလဲသွားခဲ့ပါတယ်။ဘရာဇီးနောက်ခံလူဘရူနိုရဲ့ဆိုးရွားတဲ့အမကိုလော်ဘူးကသသမာဟောင်းမီလာမီနိုကအမီအယာအတုံးချပြီးတော့ဂျပန်အတွက်ချက်ပါကိုတကူကိုသင်းယူပေးနိုင်ခဲ့ပါတယ်။ဒါကမုန်တိုင်းမလာခင်မှာပထမဆုံးလင်းလက်လိုက်တဲ့လျှက်စီးကြောင်းတစ်ခုလိုပါပဲ။ နောက်ထပ်10မိနစ်ကြာမှလည်းဘရူနိုကပဲဂျပန်ရဲ့ကန်ချက်ကိုဖျက်ထုတ်ရင်းနဲ့ကန်ဆိုးစွာနဲ့ကိုကိုကိုသွင်းမိပြီးတော့ပွဲကိုတစ်ဖက်ကို2-0စီတရေအခြေအနေကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ပွဲကအကျိန်းနဲ့ပြန်ဖြစ်လာတဲ့အချိန်မှာ82မိနစ်ရောက်မှတော့အီတိုရဲ့တောင်းကန်ဘောကနေဂျပန်တို့ရဲ့သူရဲကောင်းတိုက်စင်မှုဦးရဲတာကဘရာဇီးနောက်ခံလူတွေကြားထဲကနေပြိုင်ဆိုင်ခေါင်းတိုက်ပြီးတော့တတိယမြောက်အနိုင်ကိုကိုသွင်းယူလိုက်တဲ့အချိန်မှာတော့တိုချိုကွင်းကြီးတစ်ခုလုံးပေါက်ကွဲထွက်မတတ်အောင်ပွဲခံတန်းနေနဲ့သူညံသွားခဲ့ပါတယ် ဒီနိုင်ငံကဂျပန်ဘောလုံးအသင်းတမိုင်းတစ်ချောင်းမှာဘရာဇီးလိုအသင်းကြီးကို ပထမဆုံးအချိန်အနိုင်ယူနိုင်ခဲ့တဲ့တမိုင်းဝင်နေတဲ့နေ့ဖြစ်ခဲ့ပါတယ်။ဂျပန်နဲ့ပွဲစဉ်မှာဘရာဇီးနီးပြအန်ဆယ်လော့တီကသူ့ရဲ့ကစားသမားတွေကယုံကြည်မှုတွေပြောဆုံးခဲ့ရတဲ့အထိစာမူရမ်းတွေနဲ့ကစားတဲ့ပွဲမှာဖြစ်ခဲ့ရတယ်လို့ဆိုခဲ့ပါတယ်။ဂျပန်အသင်းကိုအရင်နှိမ့်ခဲ့တာကအနာဂတ်အတွက်သင်ခန်းစာကောင်းတစ်ခုလို့လည်းအန်ဆယ်လော့တီကပြောကြားခဲ့ပါတယ်။ တမန်တျောက်ဂျပန်ဆာမူရိုင်းတို့ကဘရာဇီးနဲ့တွဲဆုံမှု73ပွဲမှာ2ပွဲသာသေကြခဲ့ပြီးတော့71ပွဲအထိကိုအရေးနှိမ့်ခဲ့ပါတယ်။လက်ရှိဆာမူရိုင်းတို့ရဲ့နှီးပြကတော့မိုရီယာစုဖြစ်ပါတယ်။သူ့လက်ထက်မှာဂျပန်အသင်းကဟန်စီဖလစ်ရဲ့ဂျာမနီအင်ဒရီရဲ့စပိန်အန်ဆယ်လော့တီရဲ့ဘရာဇီးတို့ကိုအနိုင်ကစားပြထားနိုင်ခဲ့ပါတယ်။ အောက်ခြေခံနေစားပြီးတော့စနေတကြာပြုစုပြုဆောင်ထားတဲ့ဆောင်မူရန်တို့အနေနဲ့ဒီလိုတိတိကျကျအတင်းတွေကိုတည်င်းမကအနိုင်ကစားပြခဲ့တာကြောင့်ကံကောင်းလိုချက်တိုးလို့ဆိုတဲ့ပေါက်ပန်း၄၀စကားတွေနဲ့တည်တည်အောင်မလုပ်နိုင်ဘူးလို့တော့ထင်ပါတယ်အခုလိုနိုင်ဝတ်တွေရခဲ့သလိုမနိုင်ရင်တော့မှဂျပန်တွေကတူတူတန်တန်ရှင်ကစားနေရင်လည်းကိုနီကိုဟန်နဲ့ရှုံးရတာပါဒီလိုရှုံးပွဲကြုံနိုင်လဲနီးပြတဲ့ကစားသမားတွေကကျုံးလို့စားပဲပြိသက်တွေကိုဥညွတ်ပြီးတော့တောင်းပန်ဖို့ဝင်မလေးတက်တဲ့သူတွေလည်းဖြစ်ပါတယ် ဒီနေရာမှာတခုထည့်ပြောချင်တာကမြန်မာတို့ရွှေခင်းတဲ့အာရှမှာထွန်းတော့တဲ့အချိန်မှာဂျပန်မှာဘောလုံးကွင်းကောင်းကောင်းတော့မရှိဘူးလို့ရွှေခင်းလက်ချံကစားသမားကြီးတွေကပြောတာမှတ်မိပါတယ်။အဲ့ဒီကာလမြန်မာနိုင်ငံမှာတော့အာရှရဲ့အကောင်းဆုံးကွင်းဖြစ်တဲ့အောင်ဆန်းကွင်းရှိနေပါတယ်။ဂျပန်ဘောလုံးလောကဒီလိုထိုးထွက်လာခြင်းရဲ့ကောင်းကင်ဖခင်ကမြန်မာလူမျိုးဦးကျော်တင်ဆိုပြီးတော့ဂျပန်လူမျိုးတွေကဒီနေ့အထိအတိအမှတ်ပြုအမှတ်ရနေကြပါတယ်။ အခုချိန်မှာတော့အရာအလုံးကပြောင်းပြန်ဖြစ်ကုန်ပါပြီ။ဆာမူရိုင်းတို့ရဲ့ဘောလုံးလောကတဟုန်တိုးတိုးတက်လာပြီးတော့အကောင်းဆုံးဘောလုံးကနေအများပြားပိုင်ဆိုင်နေပြီမဲ့မြန်မာဘောလုံးလောကကတော့အာရှကြားကြီးတို့ကတော့ကူအောင်လို့ကောင်းနေသေးဖြစ်ပါတယ်။အဆာမူရိုင်းတို့ကိုရှင်ဖို့အသာထားဘဝတူအာဖဂန်နစ္စတန်နဲ့ဆီးရီးယားလေရွေးစင်အသင်းတွေကတော့အင်္ဂွဲမှာနိုင်အောင်မကန်နိုင်တော့တဲ့အထီကိုအာရှကြားကြီးတို့အနေထားကအရန်ကိုဆွေးရခဲ့လို့နေပါပြီ။အရှာတိုက်ကိုကောဘဖလာပထမဆုံးသက်ဆောင်လာခဲ့တဲ့ဂျပန်မျိုးသမီးအသင်းလို့ ။ဆာမူရိုင်းအမျိုးသားအသင်းကလည်းအချိန်ဟုန်နဲ့ချီတက်နေတာသိသာမြင်သာလာပါတယ်။ရာရာ အောက်ကျနောက်ကျနဲ့ဂူအောင်နေတဲ့အာရှကြတီတို့ကတော့ဂူတွေကနေပဲအာရှတိုက်ရဲ့ဆာမူရိုင်းတို့ကိုအားကျရင်လည်း2026ကောဖလာမှာဆာမူရိုင်းတို့ဘယ်အထိသွားနိုင်မလဲဆိုတာကိုလာစောင့်ကြည့်ရင်ခုံရုံသာရှိပါတော့တယ်။ဘောလုံးအကသတင်ဆက်မှုတွေကိုကြားနေတဲ့ဆိုရင်တော့ subscribe like and comment လေးပြုလုပ်တော့ပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကသတင်ဆက်မှုတွေမှာပြန်လည်ဆုံးလို့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်